င်းဟာဆရာကြီးလိုလိုပါလိုလိုနဲ့အဲ့လိုပုံစံမျိုးလေးကိုရေးတက်ဖို့အတွက်ဆရာလန်နာဒီနေ့ပတ်တန်လေးတစ်မျိုးထပ်ပြီးတော့မှတ်ထားရမယ်လေ့ကျင့်ရမယ်ဆရာတေချာလေးရှင်းပြမယ်အဲဒီ writing survey တွေမျိုးကြီးစာကြောင်းကြောင်းစီရဲ့ပုံစံတွေကိုစနေရသေးပေးနေရဖြစ်တဲ့အတွက်ကြောင့်အခုလဲကြာလေးနေနေများလာပြီဆိုတော့နေနေခတ်လာပြီခတ်လာပြီပြန်လဲဆရာတေချာရှင်းပြတော့နားလည်လိမ့်မယ်တေချာလေးကြည့်ပြီးပေါ့နော်ဆရာလန်နာလေးကဲစောင်းတုံးနဲ့လည်းရေးမှတ်ထားမင်းလည်းမသိရပါရင်ကြက်မယ်ဆရာရဲ့လန်နာတို့ဒီဟာတော့ဆာမရေးခိုင်းတော့ဘူးအဲနည်းနည်း grammar အခြေခံတော်တော်ကြီးရှိရဆိုတော့စမ်းရေးကြည့်လို့ရရယ်အဲ ဒီတိုင်းလက်တမ်းပဲလေ့လာနေတဲ့လန်နာလေးတွေလန်နာငယ်ငယ်တွေဆိုရင်တော့ဒီအောက်အခုဆန်နဲ့တူလိုက်ပြီးကြည့်လိုက်ပါတော့။မင်းကတထင်းလိုလိုပါလို့နဲ့မင်းစကားပြောတယ်။အဲဒီလိုမျိုးလေးပြောမှာ။အဲ့တော့အဲ့ပုံစံရေးမှတ်ခါကြရင် subject verb လာမယ်။ as if အဲ့ဒီ as if ကတိပဲကဒီလိုမျိုးဆိုတာတိပဲဖြစ်တယ်။ဟုတ်တယ်။နော်။ဘာဖြစ်နေဒီလိုမျိုးဘာဖြစ်တယ်။အဲ့လိုမျိုး။တထင်းလိုမျိုးမင်းပြောနေတယ်။အဲ့ဒီလိုမျိုးပြောတာ။ဘာဖြစ်နေဒီလိုမျိုးဘာဖြစ်တယ်။တထင်းလိုမျိုးမင်းပြောရဲဆဲပုံစံတော့မှာ။ဒီနေရာမှာ ရှေးရကောင်က present ဘဝန်းဆိုပါစို့ဘဝန်းဆိုရင်နောက်ကောင်ကဖြစ်နိုင်ခြေနှစ်ခုရှိတယ်ပြောချင်တာက present ပုံစံလို့ခေါ်တဲ့အခုပြစ္ဆုတ်ပုံပုံစံနဲ့လည်းရှိတယ် past ပေါ့အတိတ်သဘောဆောင်တဲ့ verdu လို့ပါလို့လည်းဖြစ်နိုင်တယ်ဘာကြောင့်လို့ဖြစ်တာလဲဆိုလို့ရှိရင်စိတ်ကူးရင်တဲ့အခါမျိုးဆိုရင် verdu ကိုသုံးပြရတယ်ဒီနေရာမှာမင်းကတထေးလို့လို့ပါလို့နဲ့စကားပြောဆိုတဲ့ပုံစံမှာမင်းကတကယ်တော့တထေးအစ်စ်မဟုတ်ဘူးဒါပေမဲ့မင်းကတထေးလို့မျိုးပြောနေရဆိုတော့တထေးဖြစ်ချင်းဒီအမှန်တကယ်မဟုတ်ဘူး အရီရဲ့မစစ်မှန်တဲ့အခြေအနေအဲ့လိုဟာမျိုးဆိုရင်အခုဖြစ်နေတာမှဒီ SF ကနောက်ကအချမ်းကိုအတိတ်ပုံစံနဲ့သုံးပြရတယ်။အဲ့လိုမဟုတ်ဖက်နဲ့ဖြစ်နိုင်ခြေရှိတဲ့ကိစ္စမျိုးဒီလိုဟာမျိုးသူကအရာရာတိုင်းကိုသိနေတယ်လို့မျိုးသူပြောရဲဆိုရင်သူပြောနေတာကသူအရာတိုင်းကိုသိလို့ပြောတယ်ရောသိနိုင်လားဆိုတာသိနေတယ်သိနေနိုင်တယ်ဖြစ်နိုင်ခြေရှိတယ် possible ဖြစ်တယ်ဆိုရင်တော့ရှိရဘဝန်းတုံးရင်နောက်ကလည်း present ဖြစ်တဲ့ဘဝန်းတို့ MSR5 ကိုဆရာကသုံးလို့ရတယ်။အဲ့လိုဆရာလည်းလည်းမှတ်ထားမယ်နော်။တကယ်လို့ ီရှေ့အချမ်းကိုကြတဲ့အတိတ်ဆိုပါဆိုဘသူဖြစ်နေတော့နောက်ကအချမ်းတော့အတိတ်ပဲဘသူပဲဒါတော့ဟိုစဉ်းစားတာမလုံးဘူးပေါ့နော်ဒါတော့ရှေ့အတိတ်ဆိုနောက်ကောင်တဲ့အတိတ်အဲရှေ့ပစ္စုပ္ပန်ဆိုရင် present ဆိုရင်နောက်ကောင်ဖြစ်နိုင်တဲ့နှစ်ခုရှိတယ်ဖြစ်နိုင်တဲ့ရှေ့ present စေကူးရင်တာနဲ့မဟုတ်တဲ့အခြေအနေကိုပြောတာဆိုလို့ရှိရင် past လုပ်မယ်ပြန်စအောင် subject နဲ့စမယ် subject ကိုရှာဖို့တွဲဆရာ verb ကိုရေးချတဲ့ကိုပြောတာရယ် verb ကစာကြောင်းနောက်ဆုံးမှရှိတယ်စကားပြောတယ်ဒီနေ့မှဆရာ speak လို့တော့လိုက်တယ် ဘလို့စကားပြောရလဲဆိုတော့မင်းစကားပြောတာအလုပ်တဲ့သူစက်ကြတယ်မှာယူထက်လိုက်မယ် you speak မင်းစကားပြောတယ် as if ဘလို့ရပါဆိုတဲ့ဒီလိုမျိုးဘာဖြစ်တယ်လို့လဲမင်းကတထေးလိုမျိုး you ဒါဘာဖြစ်တာလဲတကယ်ဖြစ်ရမှန်လား and real မစစ်မနေဟာလားဆိုမဟုတ်တဲ့ဟာမင်းကတကယ်တထေးမဟုတ်ဘူးအဲ့လိုမျိုးဟာမျိုးဆိုရင်ရှေ့က verb 1ဖြစ်နေတော့မှနောက်မှ where ဆိုပြီးတော့ဖြစ်ခဲ့တယ်ဆိုရင်ဘာတူပုံစံလဲရေးရတယ် you were a boss ပေါ့မင်းကတထေးတယောက်လိုမျိုး မြင်စကားပြောတယ်တကယ်တော့မြတ်တစ်သိမဟုတ်ဘူးသူကအရာရာတိုင်းကိုသိနေတယ်လို့မျိုးသူပြောနေတယ်ဟောဘာလို့နေလဲပြောနေတယ်ဆိုတော့အခုဖြစ်နေရဆိုရင်တော့ MSR 5G တောင်းရမယ်ဒီ MSR 5G နဲ့ဘဝန်းကြီးကိုဇဝေဇဝါဖြစ်နေတဲ့ဆရာရဲ့လမ်းသားတွေပြောချင်တာတော့ဒီဗီဒီယိုဒီရက်ဒီမှာတွေ့ရတဲ့လမ်းသားတွေကတော့ဟိုးအရှိမရှိရအင်္ဂလိပ်စာအောက်သက်ကြည့်ဖို့ရက်30စီးပြီးတော့ပြီးကြည့်ရမယ်အမှအခြေခံလေးတွေကလည်းဒီနေ့အချိန်ထိရောက်လာတယ်ပေါ့နော်အဲ့လိုမျိုးတစ်စင်းချင်းတွေပြန်တက်ခဲ့မယ်။ဘာနောက်ကြပြီဆိုတဲ့သဘောမထားပဲနဲ့ ုံမလေးလိုက်လာခဲ့မယ်ကိုနှုံးနဲ့ပဲကိုသွားဘလူးနဲ့မှပြိုင်စရာမလိုဘူးကိုကိုနဲ့ပဲပြိုင်မယ်မနေ့ကထင်တာဒီနေ့တခုပို့သိရမယ်ပေါ့သူပြောနေတယ် subject ကဟီပေါ့ဘာလို့နဲ့ပြန်လဲပြောနေကြလို့ယူဆပြီးတော့ဆရာ he is talking လို့တုံးလိုက်မယ် he is talking သူပြောနေတယ်ဘာဖြစ်နေတယ်လို့မျိုးလဲလို့ဖြစ်အောင် as if ထည့်လိုက်မယ်အဲ့ဒီချိန်နေတော့မှထည့်မယ်သူအရာအတိုင်းကိုသိနေတယ်လို့မျိုးဒါဖြစ်တာကြီးရှိလားဆိုတော့ရှိတယ်ဟိုမဟုတ်တာလည်းဖြစ်ရင်ဖြစ်နိုင်မယ်သိတာလည်းဖြစ်ရင်ဖြစ်နိုင်တယ်ဆိုဖြစ်တဲ့အတွက်ကြောင့်ဖြစ်နိုင်ရရှိရင်နောက်မှလည်း present ပုံစံဘာဝမ်းမဲ့တော့မယ်ပေါ့ သူတည်ဆိုဟီပြန်သုံးလိုက်တယ်။တီးတယ်ဆိုဘတ်က no ပြန်သုံးလိုက်တယ်။တခုကိန်းဆိုရင်ဘတ်ဝမ်းမှာ as say he knows အရာတိုင်းတော့ everything ပေါ့။အဲ့တော့ဘာဖြစ်လဲဆိုရင် he is talking as if he knows everything အရာတိုင်းကိုသူသိနေတယ်လို့မျိုးသူပြောနေတယ်။သူကငါတို့ရဲ့ဟာတာကိုနားတဲ့တမျိုးကလေးရရှိခဲ့တယ်။ကလေးဘာလုပ်ခဲ့လဲ။ရှိခဲ့တယ်ဟုတ်ပြီ။ရှိခဲ့တာဘတ်ပေါ့။ဒီကကကလေးဆိုတာ the baby လေးကစမ်းပြဖြစ်သွားတယ်။ဘတ်ကတော့ l u g h e d laugh အဖအတန်ထမယ် laugh laugh လို့နားထမလားအဲ့တော့ the baby laugh ဘယ်လိုမျိုးကြည့်ကြလဲဆိုရင် as if subject ပြန်ထမယ်သူကဆို he နာအဲ့ထားတယ်မလို့နားလည်တာကြတော့ understand ဒါပေမဲ့ရည်သားအတိတ်ဆိုရင်ဆရာခွန်ကပြောတယ်ရှေ့အချားအတိတ်ဆိုနောက်ကလည်းအတိတ်ပဲသုံးရမယ် understand ရဘသူက understood ဒီနေ့မသိရင်ကြည့်ရမယ် understand နားလည်သည် for one understood for two နားလည်ခဲ့သည်ပေါ့ ငါတို့ရဲ့ဟာသဆို our joke အဲ့တော့ဘာသာလေးပေါက်ပြလိုက်တော့ဒီအတွဲကြီးကိုဒါဖြစ်တယ်လို့မျိုးဆိုတော့ဗာလေသူငါတို့ရဲ့ဟာသကိုနားလဲတယ်လို့မျိုးကြီးကလေးလေးကရှိခဲ့တယ်နားလဲလားနားမလဲလားတော့မသိဘူးပြီးတော့ဘာသူသုံးထားရဲ့ဆိုတော့စိတ်ကူးရင်လာလားဆိုတာလဲဆရာပြောလို့မရတော့ဗောတိတ်တိတ်ချင်းပဲအရာတိုင်းကအစီအပြေနေတယ်လို့မျိုးသူမပြုံးခဲ့ subject ကသူမဗောဒါဆိုတော့ပြုံးတာလုပ်ခဲ့သူကသူမဗောသူမကပြုံးခဲ့တယ်ပြုံးခဲ့တာသူမဆိုတော့ဆရာဒီမှာရှီလို့ရေးလိုက်မယ် ြီးပြုံးနိုင်လေလို့ဘယ်လိုခလဲဆိုရင် smile လို့ခေါ်တယ်ဘာတူ she smile ဘာဖြစ်နေသလိုလဲဆိုရင် as if တေချာတော့မတေချာဘူးအဆင်ပြေလားမပြေလားမသိဘူးဒါပေမဲ့ तू ပြုံးနေတဲ့ပုံစံလေးတော့အဆင်ပြေနေသလိုပဲဆိုရဲပုံစံလေးမျိုးလေးဖြစ်တာဘာဖြစ်နေသလိုပဲဆိုတာလေးကိုသုံးဖို့အတွက် as if လေးကို silent လေးသုံးရဲဆိုတော့မှတ်ထားပါအတိတ်ဆိုတော့နောက်ကချမ်းလေးအတိတ်ပုံစံနဲ့ပဲသုံးရမယ် subject ကအရာအတိုင်းဆိုတော့ဒီမှာ everything သုံးလိုက်မယ်အတိတ်ပုံစံဖြစ်အောင်အဆင်ပြေတာက fine ဆိုတဲ့အဆင်ပြေချက်ရှိရ okay သုံးလိုက်ရတယ်။နောက်ခုဆုံးက adjective တွေဆိုတော့ ီမှာဖတ်တူပြီးဖြစ်တဲ့ MSR words ဆိုရထည့်ရတော့မယ်။အတိတ်ဆိုတော့ MSR မထည့်ပဲနဲ့ဆရာ words တုံးလိုက်တယ်။ Everything ရဲ့တဘာဝအရာရာတိုင်းဆိုမယ်သူအများသောမဆောင်ဘူး။သူတစ်ခုဝင်းတော့ပဲဆောင်တယ်။အဲဒါကြောင့် she's my assets everything was fine အရာတိုင်းကအဆင်ပြေနေတယ်လို့မျိုးသူမှမလုပ်ခဲ့ရစေပြုံးခဲ့။သူဘယ်တော့မှမမောတယ်လို့မျိုးသူအလုပ်လုပ်တယ်။ subject ကဘာလဲဆိုရင်သူပဲဖြစ်မှာပေါ့။ဘာလို့ဆိုတော့အလုပ်လုပ်တဲ့သူကသူဆိုတော့အလုပ်လုပ်တဲ့ verb ကိုလုပ်တဲ့သူက subject ဆိုတော့ to this he အလုံးလုံးတယ်ဆိုပုံမှန်ကိစ္စအလုံးလုံးနေလို့သူပြောမဟုတ်ပုံမှန်အလုံးလုံးတော့ပဲညွှန်ကြည့်တာဆိုဘတ်ဝမ်ပဲတော့ပဲ walks တခုပဲဆိုဘောင်းမှာ as time in he walks ဘာဖြစ်တယ်လို့မျိုးလဲလို့ဖြစ်အောင် as if သူဘယ်တော့မှမမောတယ်လို့မျိုးသူဒီဆိုဟိမောတာကိုထားရလို့ခေါ်တယ်ရှင်းမှာဘတ်တူဘီထည့်လို့ရတယ်အမက်စာပေါ့ဒါပေမဲ့လည်းမောလာရတဲ့ဘက်ဆိုအောင် gas ဆိုတဲ့ဘတ်ဝမ်နဲ့တော့လို့လည်းရတယ် ဆရာတော့ gut tire ဆိုတဲ့ပုံစံမျိုးပို့ပြီးတော့ကြိုက်တယ်မောလာရပေါ့ဒါမှအဲ့လိုမသုံးချင်လဲ he is tire ပေါ့သူမမောတယ်လို့မျိုးရပြီဒါမှ bed drama ဆိုတာလေးထက်မယ် bed drama က never ဖြစ်တယ် never ကဘဝန်ပါရင်ဘဝန်ရရှိမှရေးရတယ်ဆိုပေမဲ့ msi ပါရင်တော့ msi တော့မှရေးရတယ်ဆရာကျောင်း never ထက်တယ် never ပါသွားရင်အငင်းလေးပဲပါပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ is မှာ not that that ဆရာမလို့တော့အဲ့တော့ he walks as if he is never tired သူဘယ်တော့မှမမောတယ်လို့မျိုးသူလို့လုပ်ခဲ့တယ် သူဘယ်တော့မှမမောဆိုတာစေကူးညင်တာဖြစ်နိုင်ရည်ရှိတာဖြစ်နိုင်ရည်လည်းရှိရင်ရှိမှာပေါ့သူ့ကိုကလေးကမမောတက်တာဖြစ်လို့ကြောင့်ဆရာတီကောင်ကိုအတိတ်အနေနဲ့တတ်တက်တောင်းစရာမလိုဘူးသူကဂရုမစိုက်တယ်လို့မျိုးရှိခဲ့တယ်ဂျီတာဘာလို့လဲဆိုတော့သူပေါ့ဟိုပဲဆရာခဏပြောပြပြလုံးလိုက်မယ်ဂျီတာ L A U G H love E D ထက်တယ် love love ဆိုတာနောက်ထပ် he love ဒီလိုမျိုးဆိုတော့ as if သူဂရုမစိုက်တယ်လို့မျိုး he ဂရုစိုက်တာ verb C R E D K verb ပေါ့ view မဆိုင်ဘူးဆိုရင်အငင်းလောက်ရမယ်ဒါတူရဲ့အငင်းက data data လို့ခေါ်ရတယ်ဒါကိုရှေ့ကရ30စီးမှာသင်ခဲ့ပြီးပြီ speaking စီးမှာလည်းဆရာပြောခဲ့ပြီးပြီဦးလည်းထပ်ပြောပြရဲဗတူကိုအငင်းလောက်ချင် data ကိုခေါ်တယ် data လာရင်နောက်ကဗတူဒါ original version ကိုပြောင်းပြောင်းသွားမယ်အဲ့တော့ he love သူယူခဲ့တယ် as if he didn't care သူ can you မဆိုင်တယ်လို့မျိုးသူယူခဲ့တယ် ဒီနေ့မှာဆိုရင်ဘာမဖြစ်တယ်လို့မျိုးဘာဖြစ်ခဲ့ပါလဲဆိုတော့ပြောဖို့အတွက်ဆရာသင်ပေးခဲ့တာဖြစ်တယ်။နေတိုင်းပုံမှန်လေးလေ့လာသွားမယ်ဆိုရင်ပုံစံလေးတစ်ခေါက်တည်းမှာစုလာမှာဖြစ်တယ်။ဒါပေမဲ့အဲ့ဒါတွေကိုရောထွေးမသွားအောင်နဲ့မေ့မသွားအောင်ဆရာရဲ့ဌာနတွေကပြန်လည်လေ့ကျင့်ခန်းတွေလုပ်ဖို့တော့လိုအပ်တယ်။အားလုံးပဲစူးစမ်းရင်တော့စူးစမ်းလောက်လောက်ရပါမှာ site ထဲမှာ